မင်းလာမောင်စစ်တမ်းချင်းချင်းလက်နက်ကြီးဖြင့်မှားရေးပြက်ခတ်မှုတွေကြောင့်စံပုတ်ရွာကိုမိရှို့ရန်ရောက်နေတဲ့စစ်သားတွေကိုထိမှန်ပြီးနောက်တည်ဆုံးလက်ပန်းမောင်ဗျူဆော်ဒီတိုအလင်းဝင်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးကြပါမယ်။ပရိသတ်များအားလုံးပဲမင်းလာပါရှင်။ Today မြန်မာ Channel တွေကနေပြန်လည်ကောင်းစုစုလိုက်ရပါတယ်။ပဲခူးတိုင်းမင်းလာမြို့နယ်မှာအကြမ်းဖက်စစ်သားအချင်းချင်းလက်နက်ကြီးဖြင့်မှားရေးပြက်ခတ်ခြင်းတွေကြောင့်စံပုတ်ရွာကိုမိရှို့ရန်ရောက်ရှိနေတဲ့စစ်သားတွေကိုထိမှန်ပြီးနောက်တည်ဆုံးခဲ့ကြောင်း ဒေသရင်းစေရေးသတင်းရကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုရင်ဇွန်လ24ရက်နေ့ည9:00နာရီခန့်မှာမင်းမောင်မြို့နယ်ရွေးကုန်းရွာမှာဂျမန်စစ်ကောင်စီတပ်သားတွေကအရက်မိုးပြီးလက်နက်ကြီးများဖြင့်ရန်တမ်းပစ်ခတ်ခဲ့ရာစစ်ဘုံရွာကိုမိရှုရန်ရောက်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများထံကိုကြားရောက်ပေါက်ကွဲခဲ့ကြောင်းသိရပါတယ်။ထို့သောကြားရောက်ပေါက်ကွဲမှုတွေကြောင့်အကြမ်းဖက်စစ်ကောင်စီတပ်သား၅ဦးသေဆုံးသောစစ်သားမတအားလောင်းတွေကို ဇန်ဖို့ရွာတို့ပြန်လည်တင်ဆောင်သွားကြောင်းသိရပါရယ်။ဇော်လာ24ရက်နေ့ည9နာရီလောက်ကရွေးကုန်းရွာကစစ်ခွေးတွေကအရက်မိုးပြီးလက်နက်ကြီးတွေနဲ့ရန်တပ်ပစ်ခတ်တော့ဇန်ဖို့ရွာကိုမီးရှို့ဖို့ရောက်နေတဲ့စစ်ခွေးအုပ်စုတွေကိုလက်နက်ကြီးကြားရောက်ပောက်ကွဲပြီးစစ်ခွေးငါးကောင်ထပ်မနေတင်ဆောင်သွားတယ်။စစ်ခွေးလောင်းတွေကိုတော့ဇန်ဖို့ရွာကို ပြန်လည်တင်ဆောင်သွားမှာလေလို့ဒေသရင်းစီရင်တဲ့မြစ်ကရန်ကုန်ခေတ်တရင်ဌာနထံသို့ပြောဆိုရတယ်။ဂျမတ်စစ်ကောင်စီတပ်သားတွေဟောင်းဇော်လာ20ရင်းဒီမှာ တောင်ပြက်ရွာနဲ့ဇွန်လ22ရက်နေ့မှာရွှေကုန်းရနဲ့ဦးတော်ကျွဲလန်းဆိုရာဇွန်လ23ရက်နေ့မှာစား600ဆရာရင်ချောင်းကျေးရွာကံကောပင်ရွာကိုတထောင်ရွာငလောင်ဆန်းရွာနဲ့ဖားလေးကွင်းရွာဇွန်လ24ရက်နေ့မှာစမ်းပွရွာဇွန်လ25ရက်နေ့မှာကျွဲမကိုင်းရွာတို့ကိုစက်တိုက်ကိုမီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်းသိရပါတယ်။ဒါပြင်ဘကိုတိုင်းလေဗရန်မြို့နယ်မှာ Q sorry to gain ဆောင်နေစဉ်ထွက်ပြေးလာပြီးတော့ တော်လိုင်းတပ်ဖွဲ့များထံကိုအလင်းဝင်ရောက်ခဲ့ကြောင်းဒေသရင်းစီးသတင်းမြစ်ကောင်ရန်ကုန်ခေတ္တသတင်းဌာနထံသို့ပြောဆိုရင်ဇွန်လ20ရက်နေ့မှာ Liberal မြို့နယ်ရန်ကုန်ပြည်ကောင်းလမ်းပေါ်မှာရှိကုန်းချံရောင်စစ်စေးကိမှာပြူစော်ရီတုံဟောင်းဂိတ်ဆောင်နေစဉ်လက်လက်ယူဆောင်လာခြင်းမရှိပဲတော်လိုင်းတပ်ဖွဲ့များထံထွက်ပြေးကအလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်ဆက်လက်တင်ဆက်ပေးခြင်းတဲ့သတင်းအကြောင်းအရာကတော့ကြောင်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်တွေကိုတိုက်ခိုင်းမှုစစ်သား9ဦးထံမှနေတေဆုံးပြီးတော့22ဦးကိုစစ်တုံးမှန်းဖြင့်နဲ့ဖမ်းဆီးရရှိလက်လက်28နဲ့လင်ခရမ်းများတိန်းစီရရှိထားဆိုတဲ့တဲ့ကိုတင်ဆက်ပေးချင်ပါတယ်။ပဲခူးတိုင်းကြောင်ချင်းညွန့်နယ်တွင်မှာရှင်စစ်ကောင်စီတပ်တွေကိုတိုက်ခိုင်းမှုစစ်သား9ဦးထံမှနေတေဆုံးပြီးတော့22ဦးကိုစစ်တုံးမှန်းဖြင့်နဲ့ဖမ်းဆီးရရှိခဲ့ကြောင်းပြည်သူ့ကောင်ဝေးတပ်မတော်တာဝိုင်းတိုင်းစစ်ဒေသအနှံ့နှစ်စစ်ဒေသအခွဲမှာ ာဝန်ရှိသူတို့ကရန်ကုန်ခေတ္တတရေဌာနထံသို့ပြောဆိုရင်၊ယနေ့ဆုံးလ26ရက်နေ့စစ်တောင်းမြဝန်စစ်စင်ရေးဖြစ်နေဘကိုတိုင်းကြောက်ကြီးညွန့်နယ်အတွင်းမှာရှိရင်စစ်ကောင်စီတပ်တွေကိုတော်လိုင်းတပ်တွေကတိုက်ခိုက်ခဲ့ရာစစ်စင်ရေးတွင်စစ်ကောင်စီတပ်ဖွဲ့9ဦးထပ်မံတေဆုံးပြီးစစ်ကောင်စီတပ်မှထိခိုက်များစွာဖြင့်ကစင်ကလေးအဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်းဂျမက်စစ်ကောင်စီတပ်ဖွဲ့22ဦးကိုလည်းစစ်တုံးမှန်းရှင်နဲ့ဖမ်းဆီးရရှိခဲ့ပြီးတော့လက်နက်မျိုးစုံ 28ရက်နေ့ခင်ရမြအချားစစ်တုံးပစ္စည်းအမြောက်များကိုလည်းတင်စီရရှိခဲ့ကြောင်းသိရပါတယ်။အစိုးရစစ်စင်ရေးကို အမှတ်နှစ်စစ်ဒေသခွဲ JOC ရဲ့ကုတ်ကဲမှုခင်ပြည်သူ့ကော်ဝေးတမတော် PDN နဲ့တင်မျိုးသားလူမျိုးရေးတမတော် KNL တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပဲခူးတိုင်းစစ်ဒေသဗျူဟာ25လောက်ခန့်ဗျူဟာ25တိုင်3900နှင့်အထူးကွန်မန်ဒိုတိုင်း Spring War Colony ပင်မျိုးသားလမြရဲ့တမတော် KNLA တရင်ရှိတရင်ကိုတို့ပူပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။စစ်စင်ရေးအတွင်းမှာမဟာမိတ်ပူပေါင်းတပ်ဖွဲ့တွေကဖမ်းဆီးရမိတဲ့စစ်တုံးပန်းတွေကိုဂျနီဖာကွန်ဗင်းရှင်းနဲ့ညီစနစ်တကျထိန်းသိမ်းထားခြင်းဖြစ်ကြောင်းသိရပါတယ်။ဆလတ်တင်ဆက်ပေးခြင်းတဲ့တရင်ချောင်းရကတော့ဖာကန်မျိုးနဲ့အမိုက်ပုံရွာနေတိုက်ပွဲကျင်းထန်နေပြီးစစ်တပ်မှထိခိုက်သေးဆုံးမှုများပြား မမော်ရယ်လိန်တိုက်ပွဲဖြစ်ပြီးတော့စစ်တပ်ရဲ့ပစ်ခတ်မှုတွေကြောင့်ပြည်သူနှုတ်သေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်။တချင်ပြည်နယ်ဖားကန်မြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီကဆက်လက်စစ်ကြောင်းထိုးနေမှုတွေကြောင့် Avive Phone ရာနေတိုက်ပွဲပြင်းထန်နေပြီးတော့စစ်တပ်မှထိခိုက်သေဆုံးမှုများပြားကြောင်း KIA စီးရဲသတင်းမြစ်ကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုရင်ဒီနေ့ဆောင်အား26နှစ်နဲ့နက်ပိုင်းမှာညနေပိုင်းအထိကိုအမိုက်ပုံကြီးရာနေတိုက်ပွဲများပြင်းထန်နေပြီးတော့အဆိုပါနေရာနေတိုက်ပွဲဖြစ်ပွားနေဒီမှာ သုံးရက်ရှိနေပြီဖြစ်ကတိုက်ပွဲကျင်းထန်ကြအပြန်အလှန်ပြစ်ခတ်မှုများယနေ့ညနေပိုင်းမှာစတင်ပြီးယနေ့တနင်္လာမရက်မနာပေါ်ထွက်နေကြောင်းလည်းသိရပါတယ်အမိုက်ပုံရနာမှာတိုက်ပွဲဖြစ်တာသုံးရက်လောက်ရှိပြီ။ဂျမ်မန်စစ်ကောင်စီကရှေ့တိုးလို့မရဘူး။အထိနာနေတဲ့ထိခိုက်ဒဏ်ရာကလည်းများတယ်ပေါ့။စစ်ကောင်စီစစ်ကြောင်းထိုးကျင်တော့ KIA PDN နဲ့ပူးပေါင်းတပ်ဖွဲ့တွေကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေတာပေါ့။တိုက်ခိုက်တဲ့အချိန်မှာလက်နက်ကြီးလက်နက်ငယ်တွေနဲ့တံပြန်ပစ်ခတ်တယ်။တမနက်လုံးတိုက်ပွဲဖြစ်တယ်။ မနေ့ကလည်းတညလုံးဒီပါအောင်ကရင်စေတရမြက်ကရန်ကုန်ခေတ္တသတင်းဌာနထံသို့ပြောဆိုရင်ဂျမတ်စစ်ကောင်စီနဲ့ဗီဒူစစ်ပူပေါင်းအဖွဲ့တွေကဟောက်ကန်ကိုစစ်ကြောင်းထိုးနေဒီမှာတလနေပါရှိနေပြီဖြစ်ကနေ့စဉ်လိုလိုတိုက်ပွဲများဖြစ်ပွားနေကြောင်းတိုက်ပွဲတွင်မှာဂျမတ်စစ်တပ်ကထိခိုက်ဒိတ်ဆုံးမှုများပြားကြောင်းစေတရမြက်ကသိရှိရပါတယ်ဒီဖောက်ကန်ကိုစစ်ကောင်စီစစ်ကြောင်းဝင်လာပြီးတော့တလလောက်တွင်မှာသူတို့ဘက်ကနေ ထိခိုက်ဒိတ်ဆုံးတော့90နဲ့100ကျားရှိပြီးတော့ဒီစစ်ကြောင်းရောက်လာပြီးကနေ မိုးကောင်းခြေဆိုင်တမဟာ၃စစ်ကြောင့်ဖားကန့်ကိုရောက်လာကြရင်ကသူတို့ပြည်သူတွေကိုနှိပ်စက်သက်ဖြတ်တာ39ရောင်း40နီးပါးရှိနေပြီလို့ KIA စီးရီထင်းမြက်ကရန်ကုန်ခေတ္တတရင်ဌာနထံသို့ပြောကြားပါတယ်။အလားတူကချင်ပြည်နယ်ဗမော်မြို့တွင်တိုက်ပွဲများဖြစ်ပွားနေတော်လည်းရခိုင်လာများကဲ့သို့မချင်းထန်တော့ရောင်းစစ်ကောင်စီက၄ချောင်းတိုက်ခိုက်မှုများဒရုန်းတိုက်ခိုက်မှုများနေ့စဉ်ဆိုသလိုလှုံ့ဆော်နေခဲ့ပြီးလေကြောင်းဖြစ်တဲ့လက်နက်အင်အားလူအင်အားဖြင့်တင်းလေကြောင်း ။ဗမော့စကော့တင်းကနေသတင်းထုတ်ပြန်ထားပါတယ်။စစ်ကောင်စီကရေချောင်းမှ၃၀လက်နက်နဲ့လူဝင်အားဖြစ်တင်းရန်စူးစမ်းဟင်းရရှိပြီး ARA မြစ်ကြောင်တခြားမှာရှိရင်ကျင်းဟာများနေဖြင့်ပြင်ဆင်ထားရန်လိုအပ်ကြောင်း ARA မြစ်ကြောင်တခြားမှာရှိရင်စစ်ကောင်စီစီလှုံ့ဆော်မှုတွေကိုစောင့်ကြည့်သတင်းပေးပို့ကူညီရန်လည်းဗမော့စကော့တင်းကကိုကြီးတောင်းခံထားပါတယ်။ဗမော့ကိုအင်အားဖြည့်ဖို့တင်မောဆနစင်စံတက်လာရင်ဆိုပြီးတော့သတင်းညင်ရနေတယ်။အဲ့ဒါကိုအတီးပြို့ကိုစူးစမ်းနေတော့စစ်တင်မောတွေက အခုအောက်ဘက်ကနေစံတက်လာရင်လို့သိရတယ်။ဗမော်ကိုဥတီလာနေရလားဘယ်ကိုသွားမလဲဆိုတာကတော့စောင့်ကြည့်နေတော့မယ်လို့ KIA သတင်းမြစ်ကရှင်းပြထားပါတယ်။ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့ဇွန်လ19ရက်နေ့ဗမော်တဖက်ကမ်းမှာရှိတဲ့စင်ကင်းကျေးရွာကိုစစ်တပ်ကလေကြောင်းတိုက်ခတ်ပြီးလက်လက်ကြီးများဒရုန်းများမြစ်ပါပစ်ခတ်တိုက်ခိုက်ခဲ့ရာအရက်သားပြည်သူတို့တေဆုံးခဲ့ကြောင်းသတင်းရရှိ။စစ်ကောင်စီကကျင်းပမယ်ဟန်ပြတို့ရောင်ရွေကောက်ပွဲကို နိုင်ငံကောင်ကရှုံချဆန့်ကျင်ရန်ကုလသမဂ္ဂလူခွင့်စုံစမ်းရေးကိုယ်စားလှယ်တိုက်တွန်းဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးကြပါရစေ။အကြံဖတ်စစ်ကောင်စီကကျင်းပရန်စီစဉ်နေတဲ့ဟန်ပြတို့ရောင်ရွေးကောက်ပွဲကိုနိုင်ငံကတိုင်းဝိုင်းကရှုံချဆန့်ကျင်ကြရန်ကုလသမဂ္ဂရင်မြန်မာနိုင်ငံလုံးဆိုင်ရာလူခွင့်စုံစမ်းသူတော်အန်ဒရူးကတောင်းဆိုလိုက်ပါရစေ။မြန်မာနိုင်ငံမှာစစ်ကောင်စီကျင်းပရန်စီစဉ်နေတဲ့ရွေးကောက်ပွဲကအလင်းညာဟန်ပြလှုပ်ဆက်တာဖြစ်ပြီး စစ်ကောင်စီကအာဏာတော်တရားဝင်ဖို့ရရှိစေရန်အတူရောင်ဖန်တီးနေခြင်းဖြစ်သောနိုင်ငံ၏အတိုင်းခံတွေကိုထောင်ချခြင်းရန်ပန်းနှိပ်စက်ကုန်မြတ်ခြင်းစင်ပါရဲ့ရွေးကောက်ပွဲကိုနိုင်ငံကတိုင်ဝမ်ရှုံချဆန့်ကျင်ရန်စစ်ကောင်စီရဲ့အတူရောင်ရွေးကောက်ပွဲကိုဆန့်ကျင်မြန်မာပြည်သူများနဲ့အတူနိုင်ငံကရည်တည်နေရန်ပြသကြရန်၎င်းကတိုက်တွန်းတောင်းဆိုထားပါတယ်မြန်မာနိုင်ငံမှာဆီယနာတိမ်မြင့်အောင်စစ်တပ်ရဲ့တပ်ဖြတ်မှုတွေကြောင့်လူပေါင်း6800ကျော်သေဆုံးခဲ့ကြောင်း စပေးဆောင်ပြည်သူများခေလုံးနေသောဖုန်ကြီးเจ้าများစာတင်เจ้าများနဲ့စပေးဆောင်စကန်တွေကိုစစ်တပ်ကတိုက်ခိုက်မှုများတိုးမြင့်လာသဖြင့်အကြမ်းဖက်မှုများပြင်းထန်လာနေကြောင်း၎င်းကထောက်ပြထားပါတယ်။စစ်ကောင်စီက၎င်း၏စိုးမိုးနေမြေတွေကိုလက်လွတ်ရပြီးရင်တော့အရက်သားပြူတွေပေါ်မှာလေးချောင်းတိုက်ခိုက်မှုအရှိန်မြင့်လာကြောင်းအရက်ဖက်စစ်ဘက်ခွဲခြားခြင်းမရှိတော့ကြောင်းလေးချောင်းတိုက်ခိုက်မှုများကြောင်းစာတင်เจ้าများနဲ့ဖုန်ကြီးเจ้าများတွေကိုပါထိမှန်ခဲ့ပြီးတော့အရက်သားပြည်သူများတေဆုံခဲ့ရကြောင်း အတင်းကျပ်စစ်မှုထမ်းစီခြင်းနဲ့လူခွင့်ရင် ချိုးဖွားမှုတွေရင်ဆိုင်နေရတော့မြန်မာပြည်သူပြည်သားများကမြန်မာစစ်ဘုတ်ချုပ်တွေကိုယုံရှာဆက်ဆုပ်နေကြကြောင်းသူကစပြောပါရင်စစ်ကောင်စီကမြေပြင်မှာစီးရင်ရဆုံးရှုံးနေတော့လဲဝေးချေးရင်းမြစ်ဖြစ်တဲ့ပြည်ပနိုင်ငံများမှာလက်နက်များရရှိသေးကြောင်းအစောပိုင်းရင်းမြစ်များဆက်လက်စီးဆင်းနေသည့်ကာလာဘလုံထိခိုက်ပျက်စီးမှုများဆက်လက်ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်းစစ်ကောင်စီကစစ်ရာဇဝတ်များကျွလွန်ရဲတွန်းဆောက်နေမည်မဟုတ်ကြောင်း၎င်းကဆက်လက်ပြောဆိုပါရင် ဘက်တလုံးမှာနိုင်ငံတကာရဲ့အရေးကြီးမှုတွေနဲ့မြန်မာစစ်တပ်ထံသို့လက်နက်စီးဆင်းမှု၃ပုံ၃ပုံရှော့ချနိုင်ခဲ့ပြီးစင်ကာပူနိုင်ငံမှာတစ်စင်းမြန်မာစစ်တပ်ထံသို့စီးဆင်းနေတဲ့လက်နက်60ရာခိုင်နှုန်းကိုရပ်တန့်ရန်အရေးယူနိုင်ခဲ့ကြောင်းထိုင်းနိုင်ငံမှာလည်းဘန်ကောက်ဘန်ကားနဲ့မြန်မာစစ်ကောင်စီလက်အောက်ခံမြန်မာစစ်ပွားရေးဘန်နဲ့ဆက်ဆံမှုရဆိုင်ခဲ့ပြီးတော့လက်နက်ဝယ်ရန်လိုအပ်တဲ့ငွေကြေးတွေကိုဖြတ်တောက်နိုင်ခဲ့ကြောင်း၎င်းကပြောဆိုပါတယ်။ဂျမန်စစ်ကောင်စီအောင်မြောက်နိုင်ငံကမူလာမယ့်ဒီဇင်ဘာလ2026ခုနှစ် ဇန်နဝါရီလအထိကိုရွေးကောက်ပွဲလေးပတ်တာကျင်းပသွားမည်ဖြစ်ကြောင်းဂျမန်နေလေးပြီးတော့စစ်စင်ရေးဖိုရမ်မှာထုတ်ပြန်ပြောဆိုထားပါတယ်။ဗီဒီယိုလေးကိုဆောင်းအောင်ကြည့်ပြီးအတွက်ကျေးဇူးထူးပဲတင်ချီပါတယ်။နောက်ရက်ဒီမှာလည်းဒီထက်ပိုပြီးတော့စိတ်ဝင်စားဖွယ်အောင်ကောင်းတဲ့သတင်းကြောင်းရမျိုးစုံနဲ့ပြန်လာခဲ့ပါအောင်ရှင်။